you လေစားပါတော့တိုင်းတာပြည်သူလူထုမဲဆန္ဒရှင်များအားလုံးမင်္ဂလာပါလို့နှုတ်ဆက်တာအပ်ပါတယ်ကျွန်တော်ကတော့ဒီမိုကရေစီ ပါတီတက်ကချင်ပါတီဤအတူရမူဥခေါတိတ်ဖြစ်ပါတယ်ကျွန်တော်တို့ဒီမိုကရေစီ ပါတီတက်ကချင်ပါတီဒီကချင်ပြည်နယ်တွင်မြည်တီးနေထိုင်လက်ရှိသောပြည်သူလူထုကို အခြေခံဖွဲ့စည်းထားသော ကချင်ပြည်နယ်အကျိုးပြုပါတီဖြစ်ပါတယ်ခင်ဗျာကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဒီမိုကရေစီပါတီတစ်ကချင်ပါတီကိုမဲပေးဆိုလူသားအားလုံးရှင်တာဖို့ NDP နဲ့ပူးပေါင်းဆောင်ရွက်ဆိုပါတီရေမချက်မှာကကြီးပြည်သူလူထုနဲ့လက်တွဲကစစ်မှန်သောညီချရေးကိုထားဝစင်တိဆောက်မီခောက်ခွေလက်နက်ကင်ပလီပခတ်များ ချုပ်ငိမ့်သည်လူအဖွဲ့အစည်းတရက်ထားဖို့စင်တိရှိရန်တိရှိနိုင်ရန်ကြိုးပမ်းဆောင်ရွက်မည်။ကားငယ်တိုင်းသားပြည်လူလူထုအားလုံးရဲ့အခွင့်အရေးနဲ့လူမှုရေးတပင်းကြီးတန်းတူရေးတူဖွံ့ဖြိုးတိုးတက်ရေးကိုကြိုးပမ်းဆောင်ရွက်မည်။ဂါကြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသောပြည်တော်စုနိုင်ငံတော်အထွတ်အထိပ် တည်တဲ့ခိုင်မြေရဲ့အတွက်ကျူပါဆောင်ရွက်မိယုံကြည်ချက်ကကြီးပါတီဒီပြည်တော်စုမပြိုကွဲရဲ့တိုင်းတာစီလူညီညွတ်မှုမပြိုကွဲရဲ့အချို့အချာအာနာတည်တဲ့ခိုင်မြေရေးသည်ဟူသောအရေးပါအရေးသုံးပါးကိုအမျိုးသားတာဝယ်အဖြစ်ယုံကြည်ခံယူသည်ကချင်ပြည်နယ် နေမီဒေတာအလိုက်ဖွံ့ဖြိုးတိုးတက်လာအောင်စင်တဲ့တကြစီမံဆောင်ရွက်ခြင်းဖြင့်ဒုတာဝေအရေးသုံးပါးကို အောင်မြင်စွာ အကောင့်တည်ဖော်နိုင်မည်ဟုယုံကြည်ပါသည်။ပါတီအခြေခံမူဝါဒတပြည်တော်စုဓမ္မတာမြန်မာနိုင်ငံတော်တွင်တိုင်းသားလူမျိုးပေါင်းစုံငင်းချမ်းစွာအတူတကွရှင်တွဲနေထိုင်ရေးမူဝါဒကိုခိုင်မြဲစွာ လက်ကကျင့်သုံးသွားမည်ဖြစ်ပါသည်နေ့ဘီဒူလူထုနှင့်လက်တွဲကညီချမ်းရေးကိုထောက်စီတိဆောက်ပြီးဒီမိုကရေစီကျင့်စဉ်ကိုအခြေခံ၍ဒေတာအကျိုးဘီဒူအကျိုးနှင့်တိုက်ပီအကျိုးကိုတည်ဖို့ဆောင်ရွက်မည်၃နိုင်ငံတော်၏အချုပ်အခြာအာဏာပိုင်ဆက်မှုနှင့်ဒေတာတည်ငြိမ်လှုံ့ဆော်မှုကို ထိပါစေနိုင်သည့်အကြမ်းဖက်ဝါဒနှင့် ပုံစံအမျိုးမျိုးဖြင့် ဝေရောက်လာမည်နေချက်ဝါဒတို့ကိုဆန့်ကျင်တွန်းလာမည်လေပါတီဒီမိဒီအဖွဲ့အစည်းမိဒီပုတ်ကိုမိဒီပါတီရဲ့ဩဇာမြတ်မခံရလွတ်လပ်စွာကိုယ့်ကျွန်မကိုဖန်တီးတော်နိုင်ငံရေးပါတီဖြစ်ပါတယ်ပါတီဆောင်ဆောင်ပုတ်မှာတငင်းချရေး peace နဲ့ဓာတ်တူညီမြရေး equality တော့စီလူညီယူရေး ယူနီတီလေဖွံ့ဖြိုးတိုးတက်ရေးဒေဗလော့မန့်ဖြစ်ပါတယ်ခင်ဗျာ2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ပါတီဆိုအထွေထွေရွတ်ောက်ပွဲတွေဒီမိုကရေစီ ပါတီတက်ကချင်ပါတီနယူးဒီမိုကရေစီပါတီ NDP ကမိမိတို့ပါတီဒီနိုင်ငံရေးပါတီများနဲ့အတူကချင်ပြည်နယ်အတွင်းကိုယ်စားလှယ်လောင်းများကလွတ်တော်၃ရောက်တွင် ပါဝင်ရှင်ပြိုင်သွားမည်ဖြစ်ပါသည်အနယကုစလေလောင်းများကပြည်တော်စုမြန်မာနိုင်ငံတော်ရေမချက်ပန်းတိုင်တို့အားကျိုးမှန်တဲ့ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်ဒီမိုကရေစီပါတီတက်ကချင်ပါတီသည်ကချင်ပြည်နယ်အခြေစိုက်ပါတီကချင်ပြည်နယ်ဒေသတိုင်းတာတို့၏ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေးစီးပွားရေးပညာရေးကျန်းမာရေး ဘာသာရေးလူငယ်အမျိုးသမီးနိုင်ငံဝန်ထမ်းများနှင့်တိုင်းဒါရိုးရာရင်ကျင်းမှု စာပေတို့တွင်အစွမ်းကို ပါဝင်ဆောင်ရွက်တမ်းမြေဖြစ်ပါကြောင်းအလေးအနက်ဂတိတစ္ဆာပြုပါသည်လူသားအလုံးရှင်တာဖို့ NDPK နှင့်ပူးပေါင်းဆိုကချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့ဒီမိုကရေစီပါတီတိတ်ကချင်းပါတီကို မေပေးဆိုမဲဆန္ဒရှိပြည်သူလူထု တိုင်းဒါများ အားလုံး၏တန်ဖိုးရှိလာစွာသောဆန္ဒမဲများကိုဒီမိုကရေစီပါတီတစ်ကချင်ပါတီကိုမေပေးကြဖို့မိတ္တာဖြင့်တောင်းခါအပ်ပါတယ်ခမညာအားလုံးကိုကျေးဇူးတင်ပါတယ် ်လာပြီပြည်သူတွေဝမ်းမြောက်ကြသည်ဒီမိုကရေစီပါတီပြေရှိကိုချီဒေတာချိုးတဲ့ဘိုးတော်မီတောင်းလာရင်ချင်ရေရှိရှိပါသည်တာယာဝပြောတော့တဲ့ဘိုးကြီးပါ